သောသုလာကာမဝိပင်္ဂသုတ်တံဒေသနာရောမြာ၌သာဝေညုမြတ်စွာဘုရားသခင်သည်တတဝါတော်၏အသည့်အလိမ်မှာဉာဏ်ပညာကြီးမားခြင်းကိုဖြစ်စေရသောကံတတဝါတော်၏အသည့်အလိမ်မှာဉာဏ်ပညာနေပါခြင်းကိုဖြစ်စေရသောကံတို့ကိုအဘယ်သို့လဲဝေဖန်ခွဲကြ၍ဟောကြားတော်မူခဲ့ ကာမဝိပင်သာသုဒ္ဓံဒေသနာတော်ပြလိုက်သာပင်ညူမြတ်စွာဘုရားသည်ဣရမနဝဒေငိသောဣတိဝါကုရိသောဝါသမဏံဝါဗျာမဏံဝါဥပါဒေသမိတဝါသာပရိပုစိတာဟောတိဂိမန္တေကုသလံကိယကုသလံသာရှိသည်ဖြင့်ဥပါလူလည်းဤလောကဝေအာယောနိတော်မနတိကာရအရင်းငန်ရှိကြတော်အချိုးတော်မိမယောက်ျားသည်ပင်ညာရှိသော တ်တို့ထံသို့ချင်းကပြည်လင်ဂိမ်းမန္တေကုသလံဝါရှင်ဖုရားအဘေတရားဒီအပြည့်မရှိသောတရားကုသိုလ်တရားဖြစ်ပါသည်။အဘေတရားဒီအပြည့်ရှိပြီမကောင်းသောအကျိုးကိုပေးတာတရားကုသိုလ်တရားဖြစ်ပါသည်။အဘေတရားဒီအပြည့်ရှိသောတရားဘေတရားဒီအပြည့်မရှိသောတရားဖြစ်ပါသည်။အဘေတရားဒီမိဝဲသောတရားဘေတရားဒီမမိဝဲသောတရားဖြစ်ပါသည်။ အဘယ်နည်းအားကိုတပြည့်တော်ပြုသည်ရှိသောရှင်လျာစွာသောနေ့ညင်အခါကာလပတ်လုံးအကျိုးမဲ့အစည်းကွားမဲ့ဖြစ်ပါအနည်းအဘယ်သူသောဘောရှိသောတရားကိုတပြည့်တော်လိုက်စားပြုလုပ်သည်ရှိသောရှင်လျာစွာသောနေ့ညင်ပတ်လုံးဇီဝချမ်းသာဖြစ်ဖို့ရန်ဖြစ်ပါသည်ဟုမေးမြန်းခြင်းလျောက်ထားခြင်းဆွေးနွေးခြင်းကိုအလင်းမပြုခဲ့ပါ ထိုတို့ကုသိုလ်အကုသိုလ်စသည်ကိုမိညာလျောက်ထားဆွေးနွေးခြင်းအလင်းမရှိသောအလင်းမပြုတ်ခဲ့သောပုဂ္ဂိုလ်သည်သူတိပြွကျွေသွေးလွန်ဒီမှနောက်ကာလဝယ်ကောင်းမှုမကောင်းမှုကိုမျှမသိသဖြင့်မကောင်းသောမိစ္ဆာတိရိမိစ္ဆာတင်ကပါအစရှိသောမိစ္ဆာမကင်သူကိုသာလိုက်မှားမိခဲ့သဖြင့်သူတိပြွကျွေသွေးလွန်ဒီမှနောက်ကာလဝယ် မိရိယကိုသောငရေဘုံသို့သုတိပြပဋိသန္နေတိနေကာယောရပါတို့သည်အကေယျအပရာပရိယကုသိုလ်ကံထောက်မှသဖြင့်လူပြည်လောက၌ဘဝပဋိသန္နေတိနေရပါတော်လီသို့သောကုသိုလ်အကုသိုလ်တရားတို့ကိုကုသိုလ်အကုသိုလ်အဆရှိသောတရားတို့ကိုမေးမြန်းခြင်းသူသညာဆွေးနွေးခြင်းအရှင်းမရှိသော ပုဂ္ဂိုလ်သည်ပညာနိပါတိအန္တဘာလပုဂ္ဂိုလ်ဖြစ်ရပါသည်သုဘလူလင်ကုသဝကုသဝဆရှိသောတရားတို့ကိုမမေးမြမဆွေးနွေးမစုံစမ်းခြင်းသည်ပင်လင်ဤလူကြီးလောက၌ပညာနိပါခြင်းကို ဖြစ်စေတတ်တဲ့အကုသိုလ်ကံဖြစ်ပါပေသည်သုဘလူလင်ထိုမှလွာဤလောက၌ချူသောယောနိသောမနတိကာရဓက္ခံကောင်းမွန်သော အမျိုးကောင်းသမီးအမျိုးကောင်းသားသည်ပညာရှိသောယဟန်သူမြတ်ဘုံသာသူမြတ်တို့ထံချင်းကပြည်လင်ဘိုးအရှင်ဖျားတို့ကုသိုလ်တရားဟူသည်အဘယ်တရားဖြစ်ပါသည်အဘယ်တရားသည်အကုသိုလ်တရားဖြစ်ပါသည်အဘယ်တရားသည်အပြည့်ရှိပြီအဘယ်တရားသည်အပြည့်မရှိပါသည်အဘယ်တရားဒီမိဝဲအပ်သောတရားဖြစ်ပါသည်။အဘယ်တရားဒီမမိဝဲအပ်သောတရားဖြစ်ပါသည်။ ။တပည့်တော်သည်ပဲပုံပဲပန်းလိုက်တာပြုခြင်းသည်ရှိသော။ရှင်လျာစွာသောနေခြင်းပါလုံးအစည်းဝါမဲ့။ချမ်းသာမဲ့ဖို့ရန်ဖြစ်ပါသည်။မြည်သူမြည်ပုံမြည်ပန်း။ကောင်းမြတ်သောမဂ္ဂလံဖြင့်မြည်သူကြင်ကြံပွားများအားထုတ်သည်ရှိသော။ကြည်လျာစွာသောနှိမ့်ញံပါလုံးစည်းဝါချမ်းသာဖြစ်ဖွယ်ရာ ရှိပါသည်ဟုမိမြန်လျောက်သာစုံစမ်းစဉ်းစားလေးရှိပါပေသည် သူပါလူလင်ဤသို့ကောင်းမှုမကောင်းမှုကုသိုလ်အကုသိုလ်အစရှိသောတရားတို့ကို မေးမြန်းသိသိရောက်သာဆွေးနွေးစုံစမ်းလေးရှိသောမျိုးကောင်းသာပုဂ္ဂိုလ်သည်ရောင်းရမည်တရား بوا မြာရမည်တရားကိုပင်ကြားစွာသိပါသည်သိသည့်အတိုင်းရှောင်းအပ်ဆရာတို့တရားတို့ကိုရှောင်းခဲ့ပေခဲ့ပါသည် ပွားသင်ပွားတဲ့သောတရားတို့ကိုပွားများအားထုတ်ပါပေသည်ထို့သို့ပဲသင်သောတရားတို့ကိုပဲရှာပွားသင်သောတရားတို့ကိုပွားခဲ့ခြင်းဖြစ်ဟုသောအကြောင်းကြောင့်ထိုအမျိုးကောင်းသားမျိုးကောင်းသမီးတို့သူတည်ပြည့်ွေသေးလွန်သည်မှနောက်ကာလဝယ်နတ်ရွာသူဝတိ၌ပฏิသန္နေတိနေကရောက်ရပါတော့သည်လူပြည်လောက၌ဘဝပฏิသန္နေတိနေရလင်လီ ဘူမတူရန်ထက်သံသောပฏิဗัญญံအမြင်နှင့်ပြည်တော်မှာတော့သည်သူပါလူလင်ဤစွာပြည်တော်အတိုင်းကုသဝါကုသဝါစားရှိတော်တရားတို့ကို မေးမြန်းစီစစ်ထောက်လန့်ဆွေး၍စုံစမ်းခြင်းဒီကဤလူပြည်လောကဝဲဘူမတူရန်ပฏิဗัญญံအမြင်ကြီးပွားခြင်းဤအကြောင်းပฏิဗัญญံအမြင်တို့ကိုဖြစ်စေတတ်သည့်ကောင်းမြတ်သောအကျင့်ပฏิဘဖြစ်ပါပေသည်ဟု ာဂိညုမြတ်စွာဘုရားသည်သန္တဝါတို့၏ဉာဏ်ပညာကြီးပွားခြင်းကိုဖြစ်စေတတ်သောကုသိုလ်ကဉာဏ်ပညာခေါင်းပါခြင်းကိုဖြစ်စေတတ်သောအကုသိုလ်ကဤနတ္တတို့ကိုဝေဘံခွဲကြ